ပဲကနေဆိုတဲ့ဥစ္စာကျတော့လူမပြောနဲ့ခွေးပြတ်တာပါဗျာဟုတ်ကဲ့ပါတောင်းမှမှာတယ်ကွာကျွန်တော်မသိလို့ပါဟုတ်တယ်တော့မရိုက်ပါနဲ့ရကျွန်တော်လည်းဝါသနာဖြစ်လိုက်ရှာဝါသနာဖြစ်ရှာတာကိုလက်ခံတယ်လေမှုရှာရင်မှုပဲရှာသွားလေအကွက်ထဲတော့အဲ့ဒါမှမသိမဲ့ကံမဲ့မလုပ်နဲ့ဖုန်းနဲ့မရိုက်ပါနဲ့ရကျွန်တော်လည်းဟိုဝါသနာဖြစ်လာရှာတယ်တောင်းမှမှာတယ်အဲ့ဒီခလားတွေကလက်ောက်ချူစီနေအပေါ်ရင်မြင်တော့ပေါ့နော်ရှားကြောက်စဲကြောက်မပါဘူးပေါ့နော်ခင်းမမြင်တာလည်းဖြစ်နိုင်တာပေါ့နော်အောက်ထဲမှာတော့ပိုင်ပါအောင်ပေါ့နော် ကျွန်တော်တို့ကျွန်တော်ရဲ့ပြောမစမခင်တာတွေကျွန်တော်တောင်းပန်ချင်လို့ပါကျွန်တော်ကိုခွင့်ပြုပေးကြပါလို့ကျွန်တော်မိသားရဲ့ခင်ရှင်ပါတဲ့ကျွန်တော်တရားကိုမနဲ့လာပဲနဲ့ပြောမခဲ့ပါတဲ့ကျွန်တော်ဘုရားဘာသာတွေကို Hello အားလုံးပဲမင်္ဂလာပါကွီးစော် channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကောင်းတော့ရရာဗီဒီယိုဖိုင်လေးတွေနဲ့သတင်းလေးတွေကိုစူးစီးပြီးတော့ reaction လုပ်ချင်ပါတယ် အဲ့တော့ပထမဆုံးအနေနဲ့ပြခြင်းတဲ့ဗီဒီယိုဖိုင်လေးရှိတယ်ဗျဒါလေးကတော့ဘ ഹു တုတ္တပါကျွန်တော်ကိုဒီအပိုင်းမှာမစိုးရင်ကြောင်းဌာပနာကိစ္စနဲ့ပတ်သက်ပြီးတော့ဘာလို့မပြောတာလဲဆိုပြီးတော့မေးတဲ့လူတွေရှိပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်မှပြောစရာမရှိပါဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့ line ပေါ်မှာလည်းဌာပနာတာကောင်းတယ်ဌာပနာတာမကောင်းဘူးလိုအပ်တဲ့နေရာတွေလှူတာကောင်းတယ်ဒီလိုမျိုးတယောက်နဲ့တယောက်တစ်ဖက်နဲ့တစ်ဖက် ဝေဖန်ထောက်ပြတဲ့ကိစ္စတွေအများကြီးကြားရမှာပါအဓိကတော့လူဆိုတာကတော့ကျွန်တော်တို့ငငယ်တော့ကကြော်ညာလိုပဲဗျာအဲ့တော့ကိုယ်စိတ်ကူးနဲ့ကိုကိုယ်အတွေးနဲ့ကိုကက်ဆန်ခွေကတောက်ကြသည်ပေါ့အဲ့တော့ကိုယ်အတွေးနဲ့ကိုလူတွေကကိုယ်စိတ်ကူးနဲ့ကိုလောက်ကြတာပဲဒါဟုတ်တော့ဘာမှအပြစ်ပြောစရာမရှိဘူးဒီနိုင်ငံမှာတကယ်တည်းလူအပ်တဲ့နေရာတွေတကယ်တည်းဒုက္ခရောက်တဲ့သူတွေကိုဘာဖြစ်လို့မလူတာလဲဆိုတော့ကိစ္စက ဲ့တော့အဓိကတော့ဗျာမတထာလို့ပဲမြေကြီးထဲမြုပ်ပြီးတော့ကွန်ကရစ်လောင်းလိုက်ပြီပဲပြီးသွားပြီပဲဒါတွေကို ပြောနေလို့လည်းဘာမှမထူးတော့ဘူးဒီနိုင်ငံမှာတကယ်တမ်းဘယ်ဟာကအပူတပြင်းဆောက်ရေးကြီးနေလဲဆိုတော့ကိုတိတဲ့လူကအဲ့လိုမျိုးရေးကြီးတဲ့နေရာတွေမှာလှူလိုက်ပါဒီလိုမျိုးရေးကြီးတဲ့နေရာတွေကိုကူညီလိုက်အဲ့တော့မဖြစ်မနေကုသိုလ်ရမှဖြစ်မဲ့လူတွေမဖြစ်မနေနိဗ္ဗာန်ရောက်မှဖြစ်မဲ့လူတွေကတော့လေသာမဏေထဲကြ ကုသိုလ်ယူကြပါဗျာဒါကတော့ကိုယ့်စိတ်ကူးနဲ့ကိုယ်ကိုယ်တွင်းနဲ့ကိုယ်ပဲဒါကိုဘာမှအငင်းပွားစရာလည်းမရှိဘူးအဲ့တော့ဒီနိုင်ငံမှာလည်းဘာမှကြီးကြီးမားမားမျော်လင့်မနေတာကောင်းဆုံးပါပဲဒီနေ့ relation လုတ်ပေးချင်တာကမစိုးရင်ကြောင်းဆောက်တဲ့ကိစ္စမှာလာလူတဲ့ကြောက်စင်းနေနဲ့ပတ်သက်ပြီးတော့ပုံမှန်အဖြစ်တော့ကျွန်တော်တို့နိုင်ငံမှာကြောက်စင်းတော်တော်များများထွက်တာကိုလူတိုင်းသိတယ်ဒါပေမဲ့ကြောက်စင်းကိုဝစ်စင်တဲ့အလေးထားအင်မတန်နှဲပါတယ်ဘာဖြစ်လဲဆိုတော့ ကြောက်ကောင်းနေရအင်မတန်ရှားတာကိုကြောက်စင်းနေကောင်းပြီးအည်သွေးရှိပြီဆိုတရုတ်ပြည်ပဲရောက်ကြတာဟုတ်ဗျဒီမှာကဆေးဆိုးနဲ့တံပိုးနေတဲ့ဟာတွေပဲရှိတာဟုတ်အဲ့တော့မစိုးရင်ကြောင်းထာပနာပွဲမှာလာလူတဲ့ကြောက်စင်းနေနဲ့ပတ်သက်ပြီးတော့ပြောပြထားတာလေးကိုအရင်ဆုံးနားထောင်ကြည့်အောင်ခင်တို့ကျေးလက်ဒီမှာဖရားပုံတော်အဟောင်းနေတို့ဖရားစင်းတို့တော့အဟောင်းအကျိုးပဲလေးဆိုဆိုရင်လေခင်တို့ကျေးလက်မှာဆိုရင်ညောင်မင်းကြီးတွေရဲ့ခြေမှာတွားပြီးစွန်ညာတယ် ဖုန်းကြောင်းအုတ်တိုင်းမမြင်ကြရဒီမှာသွားတင်ရတယ်စွန့်ကြရလဲပေါ့နော်အမိုက်ကားပေါ်လည်းမပြေဘူးအမိုက်ပုံပေါ်အမိုက်ပုံမှာလည်းသွားမပြေရရဘူးပေါ့နော်ငရဲကြီးမှကြောက်လို့ပေါ့နော်ခုခင်တို့မန္တလေးမှာမစွန့်ရင်ကြောင်းတက်ကြီးကိုဌာပနာထဲတော့တိုင်းနေအောက်မှာဌာပနာထဲတော့ဌာပနာထဲတော့ကြောက်ဝိုင်းနေလည်းနီးရလေအဲ့မှာကြောက်စိမ့်သမားတွေကလကောက်တွေပတိတွေနော်ဂျီမစေးတွေလှူကြတယ်ပေါ့နော်အဲ့ဖလားတွေက လက်ကောက်တချို့ဆိုရင်ခင်အပေါ်ရမြင်သလောက်ပေါ့နော်။ရာကြောက်စဲကြောက်မပါဘူးပေါ့နော်။ခင်မမြင်တာလည်းဖြစ်နိုင်တာပေါ့နော်။အောက်ထဲမှာတော့ပိုင်ပါအောင်ပေါ့နော်။ခင်တို့အိမ်ဒီမှာဆိုရင်လည်းလေလေကားအောက်မှာအဲ့လိုမျိုးရွှေဆိုင်တွေကနေပြီးအဲ့လိုမျိုးပဒံများအညံပန်းလေးတွေနီလာမကြီးမလင်လေးတွေအဲ့လိုအညံလေးတွေဝယ်ပြီးတော့အခါမင်္ဂလာယူပြီးတော့ပေါ့နော်ကြောက်တဲ့ပဒံများမြုပ်တယ်ဆိုသတိအနေနဲ့လုပ်ကြတယ်ပေါ့အခါယူကြတယ်ပေါ့နော်အဲခင်တို့ငယ်ငယ်က ပုံပုံတစ်ပါးတရားဟုတ်တယ်ပေါ့နော်ဒီခါကြီးရဲ့ကြီးမှာလူကြီးမှာပေါ့နော်ဥပုပ်တည်ရင်ဆောက်တည်တဲ့လူတွေအများများတယ်ပေါ့နော်နတ်သမီးလေးရဲ့နတ်ပြန်နေလှန့်ကျဲနေမှာလူကြီးမှာဥပုပ်တည်ရင်ဆောက်တည်တဲ့လူတွေအများများတယ်ပေါ့နော်အဲ့မှာသူစိတ်ပူတယ်ပေါ့နော်စိတ်ပူတယ်ဆိုတော့ဂျာမင်းကနတ်သမီးလေးကိုဆက်ချောင်းနတ်သမီးရွယ်ဖန်ဆင်းဂျာမင်းကလည်းဖိုးအိုရွယ်ဖန်ဆင်းပြီးတော့လူကြီးကိုဆင်းခဲ့တယ်ပေါ့နော်အဲ့မှာအမျိုးသားစရဲ့ရှေ့ကဖြတ်သွားတဲ့ခါမှာလဲအဲဟိုကြီးကိုတမအမနာဦး ကိုသမီးရွယ်တွေယူထားတဲ့ဘာညာကဲ့ရခံမှာပေါ့နော်အမျိုးသမီးရှိအမျိုးသမီးစရက်ရှိရဖြစ်သွားတဲ့ခါမှာလဲအကဲ့ရခံရတယ်ပေါ့နော်အဲ့လိုမျိုးအမသကြာမင်းရတခါရိုးစဉ်ရှိရိုးစဉ်ဘေးမှာထိုင်းနေတဲ့တရားထိုင်နေတဲ့အမေအိုရဲ့ပရိစိတ်နေတဲ့အမေအိုရဲ့ရှိရနေဖြစ်သွားတယ်တဲ့အဲ့ဒီခါမှာအဲ့လိုဖြတ်သွားပြီးတော့သူနက်ပြီကိုပြန်သွားကြတယ်ပေါ့နော်နက်ပြီရောက်တဲ့ခါကျတော့ကြာမင်းရကဲနှစ်သမီးလေးခုတင်စိတ်အေးပြီလားဆိုအဲ့ကြာမှာနှစ်သမီးလေးကစိတ်အေးပါပြီတဲ့ ်ဘာလို့ဆိုတော့မျိုးသမီးဥပုသ်စီရကောမျိုးသားဥပုသ်စီရကောနှစ်စင်ရလုံးဝနှက်ပြီးတက်မဲ့လူမပါဘူးတဲ့ရိုးစင်ရှေးရရိုးစင်ဘေးကအမေအိုပဲနှက်ပြီးတက်မဲ့လူတယောက်ပဲရှိရေပေါ့နော်အဲ့လိုပဲခင်ကဘရိန်းတော့မဟုတ်ဘူးပေါ့နော်ခင်ကဘရိန်းတော့မဟုတ်ခင်မေမေဆိုရင်လည်းလေလူဖျားရွာတဲဆိုအဲ့လိုမျိုးကြောက်နေပါလိမ့်မယ်မင်းမလူနဲ့ရွှေတရွေးလောက်ခင်မင်းနာ9000ဘဝလူနဲ့ရွှေဝယ်ပြီးတော့ဌာဝနာထည့်ပါခင်ကအဲ့လိုပဲမင်းကို ြောတယ်ပေါ့နော်မေကလည်းအဲ့လိုပဲထည့်တယ်ပေါ့နော်ဒီခါလေးသူစိတ်ဆန္ဒရကြောက်သူလက်စွပ်ကဒီခါလေးလက်စွပ်ကရောင်းလိုက်ပြီးကြောက်ခဲကြံတော့တယ်အဲ့လိုဟာမျိုးလေးဒီခါလေးထည့်တယ်ပေါ့နော်ပြောပြတာပေါ့နော်ခင်ကဗရိန်းတာမဟုတ်ဘူးခင်ကိုမစဲနဲ့ခင်ကိုစဲရင်တော့အာဥပုသ်စီရထဲကလူတွေပဲနော်အားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုဖိုင်လေးကိုကြည့်ချင်းအဖြစ်မန္တလေးမစိုးရင်ကြောင်းဌာပနာပွဲကကြောက်ဝိုင်းနေလဲနီးတာကိုဗျာနော်ကျွန်တော်တို့နိုင်ငံကလည်းကြောက်စိမ့်နေပေါ်ပေါ်များများထွက်ကြတယ် ဒါပေမဲ့လူတိုင်းအည်သွေးမြင့်တဲ့ကြောက်စိမ့်တွေမဝင့်နိုင်ဘူးမျိုးသမီးတိုင်းအည်သွေးမြင့်တဲ့ကြောက်စိမ့်လက်ကောက်တွေမဝင့်နိုင်ဘူးမစင်မြန်းနိုင်ဘူးဒါတွေအကုန်လုံးကအည်သွေးကောင်းပြီးအည်သွေးမြင့်ပြီးတန်ဖိုးကြီးပြီးဆိုလို့ရှိရင်တစ်ဖက်နိုင်ငံဖြစ်တဲ့တရုတ်ပြည်ကိုရောက်ကြတာဒီမှာကြံခဲ့တာကသုံးမရတဲ့ကြောက်တွေအပေါ်စားတွေအဲ့တော့ဆေးဆိုးတွေအကာတွေသုံးမရတဲ့ရေမစေးတွေဒါတွေအကုန်လုံးကိုသွားပြီးတော့လှူပစ်လိုက်ကြတယ်ဘာပြောစေတနာကောင်းရင် တိတ်ပဲလူလူတစိတ်ပဲလူလူကုသိုလ်ရတာတော့အမှန်ပဲအဲ့တော့ပြောကျင်တာကဘာလဲဆိုတော့တချို့တွေကအရန်တန်ဖိုးကြီးနေတယ်ထင်ကြတယ်ဗျာအဲ့တော့အရန်တန်ဖိုးကြီးတဲ့ကြောက်စိမ့်နေမဟုတ်ပါဘူးရွှေတွေကတော့တန်ဖိုးရှိခြင်းရှိမှာပေါ့ဒီထပနာပွဲမှာကြောက်စိမ့်နေအများဆုံးဖြစ်နေတာပေါ့နော်အဲ့တော့ကြောက်စိမ့်နေကတကယ်တမ်းတန်ဖိုးအဖြစ်ဘယ်လိုရှိတယ်ဒီကြောက်စိမ့်နေရဲ့အရေးသွေးဘယ်လိုရှိတယ်ဆိုတာကိုခံမှန်းသိရှိအောင်ဒီဗီဒီယိုဖိုင်လေးကိုဝေမျှရခြင်းဖြစ်ပါတယ်အဲ့တော့ဒီထဲမှာပြောထားတဲ့ အမျိုးသမီးပြောသလိုပဲဗလိန်နာတော့မဟုတ်ပါဘူးကျွန်တော်လည်းဗလိန်နာမဟုတ်ပါဘူးဒါကအားလုံးသိရှိစေခြင်းနဲ့ဆန္ဒဘုဒ္ဓအနေနဲ့သာတင်ပြလိုက်ရခြင်းဖြစ်ပါတယ်အဲ့တော့မိမိတို့ရဲ့စေကူးတိုင်းပဲကောင်းမယ်ထင်ရင်ဒူးတာဒူးပါဟုတ်ပြီနော်အဲ့တော့နောက်ထပ်ဗီဒီယိုဖိုင်လေးတစ်ခုကိုလည်းဆက်ပြီးတင်ပြကြပါမယ်ဟုတ်ကဲ့ပါပြီးခဲ့တဲ့ရက်ပိုင်းကဗုဒ္ဓဘာသာကိုစော်ကားထားတဲ့ဗီဒီယိုဖိုင်လေးတစ်ခုတက်လာတော့အားလုံးသိပြီးဖြစ်မှာပါအဲ့တော့ခရိယန်ကောင်လေးတစ်ကောင်ကဗုဒ္ဓမြတ်စွာဘုရားရဲ့ရုပ်ထုတွေကိုဖျက်ဆီးမယ် ခြေနဲ့နင်းမဲ့မီးနဲ့ရှို့မဲ့ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာသူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာပေါ်မှာတောင်းပန်လာတဲ့ဗီဒီယိုဖိုင်လေးတက်လာပါတယ်အဲ့ဒါလေးကိုလည်းနားထောင်ကြည့်အောင်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဘုဒ္ဓဘာသာတော်ကိုဆိုကာမိခေတ္တကျွန်တော်တောင်းပန်ချင်ပါတယ်ကျွန်တော်ပြောမဆူမခေပါတယ်ဘုဒ္ဓဘာသာတော်ကိုကျွန်တော်ပြောမဆူမခေပါတယ်ဆိုကာမိခေပါတယ်ကျွန်တော်အခုနှစ်ပေးချပါလို့ကျွန်တော်တောင်းပန်ချင်ပါတယ်

ပါတဲ့တဲ့ကျွန်တော်ကိုခုနပေးချပါကျွန်တော်ကလည်းပဲရှိသေးပါတယ်ကျွန်တော်ကိုခုနပေးချပါလို့ဒီတရားခံစပါတဲ့ကျွန်တော်အခုလိုမပြောတော့ဘူးလို့လည်းကျွန်တော်ခတိပေးပါတယ်နော်အဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘလို့ပဲတောင်းမှန်တောင်းမှန်တချို့တွေကတော့ကြည်အေးမဲ့သဘောမရှိဘူး။ဘာဖြစ်လို့လဲဆိုတော့တောင်းမှန်လို့ရတဲ့ကိစ္စတောင်းမှန်လို့ရတဲ့အမှားတစ်ခုကိုကျူးလွန်ထားတာမဟုတ်ဘူး။ရည်ရွယ်ချက်ရှိရှိနဲ့ စော်ကားထားတာဖြစ်တဲ့အတွက်ကြောင့်ဒါကတော့တောင်းမန်တိုင်းခွင့်လွှတ်လို့ရတဲ့ကိစ္စတော့မဟုတ်ဘူးပေါ့လေ။ဘာပဲပြောရောအမှားကိုသိပြီးအမှန်ကိုပြင်နိုင်နေဆိုရင်တော့ဒီထက်ပိုကောင်းတဲ့ဘဝဒီထက်တန်မိုးရှိတဲ့လူ ဖြစ်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်ဗီဒီယိုဖိုင်လေးတစ်ခုကိုလည်းဆက်ကြည့်အောင်။ဟုတ်ကဲ့ပါနောက်ထပ်ဗီဒီယိုဖိုင်လေးတစ်ခုကတော့ရန်ကုန်သမိုင်းကလားကျောင်းမှာဆိုင်ထဲကိုဝင်ပြီးတော့ဖုန်းယူသွားတဲ့ CCTV ဖိုင်လေးပါ အဲ့တော်တော်တဲရစရာကောင်းတဲ့အတွက်ကြောင့်ဒီ CCTV file လေးကိုကျွန်တော် reaction လုပ်လိုက်ပါတယ်။ပြီးတော့ဖုန်းယူသွားတဲ့အမျိုးသမီးကအိုက်ဆိုင်ကိုရောက်တာနှစ်ခေါက်မြောက်ပါတယ်။ပထမတစ်ခေါက်လဲဖုန်းကိုယူပြီးသွားပါပြီ။အခုနောက်တစ်ခေါက်လဲဖုန်းကထပ်ပြီးတော့ခိုးသွားပါတယ်။ထပ်ပြီးတော့လဲပါသွားပါတယ်။အဲ့ဒါလေးကိုလည်းကျွန်တော်တို့ဆက်ကြည့်အောင်။အဲ့ဒါလေးချက်လောက်ကြည့်ပါလား။ဆက်ကြကန်နီလိုက်ချုံမွေးလေးအနံပါတ်ဆိုင်။မင်းလူလေးလေးတွေလူကြည့်တဲ့တိုင်ကြီးကို please ဒီနံပါတ်ပြည့်တဲ့အမျိုးသမီးကလည်းဆရာမကြီးသုံးယောက်မလို့မှာတောင်းပြီး मिलियो भने ले मैम दे तो ले मैं भेज दी हो हां ले मैं ले मैं ना तो खा ब्रो हां ये क्या हूं मैं ले ना हां तो खा ले जा जा ले से अरे हम ब्लू म्यूले ले ले तो वो दे ले मैम ये कोई ना पड़े पा ले दे सुन वाले दे और और अरे बाप को ये जा रहे हैं खा ले ले दे दे हां सब्सक्राइब किलो की बोलता है कि जरा नाम दे दे तो वाले दे ले ले ना ए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  我也没把他整理，來就這我就养、嗯。现在只能我喂，就养啊，只我这个你就知道。哎，我没看见吗？那个东西没，不知道。先上一点，再换换上一点，啊、evet,。你看到一些我都没有，只会被偷的。有吗？有吗？有。有吗？有吗？有吗？ 我在家里，我把我在家里放着。我就不用那个不那个好的好的，哎，俺那的是你。你那压了。啊，怎么不冷呢？啊，你说是你。 နေပြောင်းရမယ်နော်ကျောင်းကနေဒီကောင်ဆွေးကြည့်ပြေးပါနော်အရာတော့ဒီလိုလာပြီဘာလို့လဲလဲကျောင်းဝင်မဆက်ခံကြရဘူးခင်ဗျာနော်ဟုတ်ပါတော့အဲ့တော့ဒီတော့ဒီကနေ့ချက်ထားပြီးကျောင်းဝင်နေမယ်နော်တခုပြားငောင်းဝင်လာခဲ့ပြီနော်တမီးရလားဟုတ်ပါဘူးခင်ဗျာရတယ်ခင်ဗျာဘာလို့ဖာပြီးတော့မင်းတို့လာလာဒီလိုလာလာပြီးလားအဲ့တော့ဘသူကိုပြစ်တင်လို့တင်ရမလဲတော့မသိဘူးပေါ့နော် အဲ့တော့ဆိုင်ထဲမှာရှိတဲ့ကလေးမလေးတွေလည်းတော်တော်လေးကိုပော့တယ်လို့ထင်ပါတယ်အဲ့တော့ဆိုင်ထဲမှာရှိတဲ့ကလေးမလေးတွေပဲညံ့တာလားဘုန်းကိုအလစ်တုတ်တဲ့အလစ်တုတ်သမားကပဲတော်တာလားတော့မသိပါဘူးနော်အဲ့တော့ကြည်ရတော့လည်းရဲဆဲရဲပါပဲနှစ်ခါမြောက်လာပြီးတော့အလစ်တုတ်တယ်နှစ်ခါလုံးပါတယ်ဆိုတာတော့လေအဲ့တော့စဉ်းစားစရာပေါ့ဗျာနော်ဟုတ်ကဲ့ပါဒါလေးကတော့ကျွန်တော်တို့နိုင်ငံမှာအဖြစ်များနေတဲ့ဖုန်းတွေပတ်စံတွေအလစ်တုတ်တဲ့ CCTV ဗီဒီယိုဖိုင်လေးပါ နောက်ထပ်ဗီဒီယိုဖိုင်လေးတစ်ခုကိုလည်းဆက်ပြီးတော့ပြကြင်ပါတယ်ဘာမလို့အကမြကျုပ်ပြန်မေးနေတယ်ကြောက်ကဘယ်လိုမလို့ဩလဲပိုင်းရှင်းလားဟုတ်တယ်ဩစားကြင်ယူထားလိုက်ပါဗျာကျွန်တော်ကလည်းဟိုစားကြင်လို့ဆွတ်တာမဟုတ်တာမဟုတ်တာကြောက်ကမြစီကံပြက်လုံးတယ်ဗျာ question ရှိနေ question ရှိပြောလေ question မမမြနောက်ပြီးတော့ဟုတ်တာကမြပဲကင်းအဆိုးကြီးတော့အဆိုးကြီးခင်ဗျာဩပဲကင်းနဲ့ဆိုတဲ့ဥစားကျတော့လူမပြောနဲ့ခွေးပြတ်တာအစားမကြိုက်ဟုတ်ကဲ့ပါတောင်းမှန်ပါတယ်ကွာကျွန်တော်မသိလို့ပါ ဟုတ်တယ်တော့မရိုက်ပါနဲ့ရာကျွန်တော်လည်းဝါသနာဖြစ်လိုက်ရှာတာဝါသနာဖြစ်ရှာတာကိုလက်ခံတယ်လေမှုရှာရင်မှုပဲရှာသွားလေအကွက်ထဲတော့အဲ့ဒါမှမစည်းမဲ့ကံမဲ့မလုပ်နဲ့ဖုန်းနဲ့မရိုက်ပါနဲ့ရာကျွန်တော်လည်းဟိုဝါသနာဖြစ်လာရှာတာတောင်းမှန်ပါတယ်တကယ်ဟွာဖြစ်ပါကျွန်တော်လည်းအဲ့ခုခင်ဗျားတို့ကကိုဝင်းနိုင်တို့ကိုကြည့်ပါနားဟိုဟွာတို့ပါတယ်ကျွန်တော်တို့ဟိုနှလုံးရောက်တဲ့လူဟွာတို့ရင်းခိုင်တို့သိပါတယ်ကျွန်တော်နဲ့လည်းတကယ်ချင်းနေပါငုတ်နာမည်ပါဆို ကျွန်တော်ကိုဝင်းနိုင်တယ်မလိမ့်ပါဘူးကျွန်တော်ရစ်ကန်ကားစိတ်ကိုမွန်တယ်ကိုသိန်းတော်သိလားသိတယ်သိန်းတော်သိန်းတော်ညီအရင်ပဲမဟုတ်တာလည်းမလုပ်ပါဘူးကျွန်တော်တောင်းသူတွေပါကိုကလုံးမရှိလို့ငိုးရလို့မှုလိုက်ဆိုင်နေအဲ့လိုမျိုးဒီပုစီလည်းအဲ့လိုစွရတယ်ထင်းနေတာလို့စားခြင်းလို့ဆွတ်တာပါနော်စားခြင်းလို့ဆွတ်တာလည်းခင်ဗျားဥသာဟုံးမဲ့လွေကြီးတဲ့ကိုကားကန်နေရတယ်လွေကျွန်တော်လည်းဒီမုန်းထုတ်တွေရောပါပါတယ်ဗျာဟိုကဒီပုစီတွေမဟုတ်ပါဘူးအဲ့အောက်ကြတဲ့အလုံးလေးတွေကျွန်တော်ကောက်လာတာပါအောက်မှာကြွေကြနေအောင်ဒါအားပဲ ဟာခင်ဗျအောက်ကြတဲ့လုံဖြစ်နေခင်ဗျအပင်အပင်မော်တက်တာလို့ခင်ဗျာလေဟိုမသိရတဲ့ဟိုမဒီဘုတ်ကြီးရွက်တီအောင်ပါခင်ဗျာလေအဲ့ကျွန်တော်အမဟုတ်ကျွန်တော်ဒီကျွန်တော်ရိမ်းမပြောဘူးဒီအပေါ်လေးတက်တယ်ဒီအောက်ကြတဲ့လုံကများတယ်အဲ့အခုမနေဘူးမကြံသေးတယ်အဲ့ကျွန်တော်အဲ့အောက်ကြတဲ့လုံလေးကိုပြောင်းအောင်မကောက်ခဲ့ဘူးပုံနေတဲ့လုံလေးအဲ့တော့ခုနောက်ပိုင်းတခုခုဆိုရင်လိုင်းမော်ရိုက်ပြီးတင်တဲ့ကိစ္စကတော်တော်လေးကိုအဖြစ်များနေတာဗျအဲ့တော့တချို့ကိစ္စတွေကလိုင်းမော်တင်စရာမလိုဘဲနဲ့ပြီးသွားမဲ့ကိစ္စတွေဖြစ်ပေမဲ့ လိုင်းပေါ်ကိုတကူးတကရောက်အောင်တင်ပြီးတော့အဆက်ခွဲကျင်တာလားဒါမှမဟုတ်ရင်နိုင်မယ်ကြီးကျင်တာလားလူတိများကျင်တာလားတော့မသိပါဘူးအဲ့တော့ဘာမဟုတ်တဲ့ကိစ္စလေးတွေလျှော်လို့ရတဲ့ကိစ္စလေးတွေကအစားလိုင်းပေါ်ကိုရောက်လာတယ်ဒီထဲမှာဆိုလို့ရှင်ဒီအမျိုးသားရှင်းပြထားတာရင်ရင်ကျင်းကျင်းနဲ့ကောင်းကောင်းမွန်မွန်ရှင်းပြထားတာသူဘာကြောင့်ယူမိတယ်သူ့ရဲ့အမှားတစ်ခုကိုလည်းရှင်ထဲကလှိုက်လိုက်လဲလဲတောင်းပန်နေတဲ့အတန်ကိုအားလုံးကြားမှာပါအဲ့တော့တစ်ခါတလေမှာလျှော်လို့ရတဲ့ကိစ္စတွေကလျှော်လိုက်တာအကောင်းဆုံးပါပဲလူတိရှင်ကြဖြစ်မလာတာလဲ တစ်ဖက်သားရဲ့အဆက်တိတ်ခါကိုငဲ့ကွက်တဲ့သဘောလူသားဆန်တဲ့သဘောလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုဖိုင်လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော် viewer တွေရဲ့အမြင်ကိုလည်း comment မှာပြောသွားပေးကြလို့ရပါတယ်။အဲ့တော့ဒီနေ့မှာတော့ကောင်းလို့ရရဗီဒီယိုဖိုင်လေးတွေနဲ့သတင်းလေးတွေတချို့စုစည်းပြီးတော့ reaction လုပ်လိုက်ပါတယ်။ကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးစောပါကျွန်တော် channel လေးကိုလည်း like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေဗျာ။